င်္ဂလာပါရှင် AMIG မှာဒီကနေ့ရရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမကတော့နန့်ဂေးဖောင်ပွားပါ။ယနေ့တင်ဆက်မဲ့သတင်းတွေကတော့ NUG မှာကြံကာလအားနိုင်ငံလုံးဆိုင်ရာပြည်သူဝန်ထဲခြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရတတပတ်အဖြစ်ကြေညာတဲ့သတင်း။စကိုင်းတိုင်းအတွင်းငလင်လှောက်ခတ်ပြီးနောက်ပြည်သူများခက်ခဲများစွာနဲ့ရင်ဆိုင်နေရတဲ့သတင်း။မန္တလေးတွင်ငလင်ဘေးသင့်ပြည်သူများ ခိုးစိုးလူနိုင်တန်းပါခံရတဲ့တွင်စကိုင်းမှာစစ်တပ်လောက်ခံရဲများကကယ်ဆယ်ရေးအလှူပစ္စည်းများကိုတနတ်ထောက်လူခဲ့တဲ့တွင်ငလင်ပေးတဲ့နေချင်း၄ရက်အတွင်းစစ်တပ်မှဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်သား90ကျော်သေဆုံးခဲ့တဲ့တွင်လို့ပဲဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ဧပြီလ23ရက်နေ့မှ20ရက်နေ့အထိကို ိုင်ငံလုံးဆိုင်ရာပြည်သူဝန်내ကြေကွဲမှုနှင့်နှစ်သိမ့်အားပေးမှုရသက်တပတ်အဖြစ်သတ်မှတ်လိုက်ကြောင်းဒီကနေ့မတ်လ၂ရက်နေ့မှာကြေညာခဲ့ပါတယ်။အဲဒီကာလအတွင်းပြည်ရင်းပြည်ပနေပြည်သူများအနေနဲ့ပြည်သူမှပြည်သူတို့နှစ်သိမ့်အားပေးခြင်းများကိုတူးချင်းအနေနဲ့ဖြစ်စေအစုအဖွဲ့များအနေနဲ့ဖြစ်စေအောက်ဖို့ပြပါကုသိုလ်ကောင်းမှုစုတောင်းမှုငလင်တန်းခံပြည်သူများအားစာနာရိုင်းပင်းချောင်းပြသတဲ့လှူဆောင်မှုများကိုဆောင်ရွက်ကြဖို့ကိုလည်းတိုက်တွန်းနှိုးဆော်ထားပါတယ်။ အဆိုပါရသက်တပတ်ဟာဒကြံကာလဖြစ်ပြီးစစ်တပ်ကတော့ဒကြံကာလကိုကျင်းပသွားမှာ ဖြစ်တယ်လို့ကြေညာထားကစစ်တပ်စုံမိုးထားတဲ့နေရာတွေမှာမန်တပ်တွေတည်ဆောက်နေတာကိုတွေ့ရပါတယ်။ဒါအပြင် NUG အနေနဲ့၎င်းတို့စုံမိုးနယ်မြေများမှာငလင်ဘေးတင်လူမှုကို82နှစ်အတွင်းကူညီကယ်ဆယ်မှုများပြေဝအားဆိုင်လုံနိုင်ခဲ့ပေမဲ့အကြမ်းဖက်စစ်ကောင်စီစုံမိုးဒေသများမှာကိုထိလက်ရဝင်ရောက်မကူညီနိုင်ခဲ့တဲ့အတွက် များစွာဇွားနဲ့စိတ်မကောင်းဖြစ်ရပြီးငလင်ဘေးသင့်ပြည်သူလူထုကို လေးနက်စွာတောင်းပန်အပ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းအတွင်းအင်အားဖြင့်ငလင်လှုပ်ခတ်ပြီးနောက်ဒေသခံပြည်သူတွေအနေနဲ့အခက်အခဲများစွာရင်ဆိုင်နေရပါတယ်။အဆိုပါအကြောင်းအရာတွေနဲ့ပတ်သက်ပြီးစကိုင်းတိုင်းအတွင်း AMIJ မှသတင်းတောက်တအူးကကိုရိုင်းတွားရောက်ပြီးမေးမြန်းထားပါတယ်။ ยามินลาบังโอเคโอเคมาคงที่ต่การเงินซาลูตรงอ่ะคือฉันนักจ้างสถิตพานี่เด็กนี่เราเองมาตั้งค่าดีเนี่ยจิตตั้งค่าดีเนี่ยที่มาซาลูแล้วเงินลูกจ้างเงินลูกจ้างสุดยอดแต่ไม่ก็ใจได้อีกเยอะแล้วตัวอกินริงได้ฉินจูบได้เองแต่ซบิว้ัดเลยเงนเอ้แตาตรงนี้ก็แทงังแก่ได้ยัก่ยังแกยวเลยจ้ะยังแก่ยังแก่ยังแกังแี่ก่ยั่ยังแกยังนก่ยัแก่ยังแก่ย้ก็ได้แก่ยัแก่ตังแก่ย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 ัวแกยังแก่ยังแก่ยังแก่ยังแยังแก่ยังแก่ังแก่ยังยังแก่ยั่ยังแก่ยังแกยัก่ยังแก่ยังแกย่ยงแ่ยังแกยงแก่ก่ยังแก่่กังแก่ยกังแก่ยังแ่ยังแกแก่ยงแก่ยังแกังแก่ยังแก่ยังแก่ยังแ ူလုံးကြတော့ပုံကရှိဘယ်လိုရှိပဲစူလုံးစံပါပြီနေရထိုင်ရတာအဆင်ပြေတာခင်ဗျာနေနေရထိုင်ရတယ်တော့ဘာလို့လို့ဒီမှာသွားနေရတာကျင်းပါပါဘာလို့လဲအေးရနှချမ်းခွဲပါဟုတ်ကဲ့ကျင်းရနေတဲ့ဆက်တယ်စားရစားဖို့တောက်ဖို့အတွက်ရောစင်ပြေပါစားဖို့တောက်ဖို့အတွက်ရောစင်ပြေပါတယ်ရှင်ဒီကနေ့ကလာပြီးတင်ကြ။လာပြီးတော့ခုတော့ပြန်ရရပါမယ်ပါပဲလားခင်ဗျာ။ကြားမှာပဲသွားပြီးတော့ယူပါတာမကြားရင်မသွားရအောင်ရှင်။ဟုတ်။ရေရောစင်ပြေလား။ရေစင်ပြေရှင်။ရေဟုတ်ကဲ့ရှင်။ဒီက 今天也下雨了，弄哪边了？我开始，哦，我去是单身未打的。 လာလူကြတာလူချင်းအဲ့လိုမျိုးပဲဒီမှာရေဖတ်တဲ့ဘယ်ပေါ်တော့ရေညစ်တည်းရှိလားအိုရေထွင်းလို့ရေကန်လို့ရေကန်နေချင်းရေကန်နေမှာခန်းရချင်းဘယ်ပေါ်တော့အဲ့လိုမျိုးတောက်ရေတွေကိုချိုးတောက်လို့ချိုးမတော့ချင်းတိုင်းတိုင်းပဲတောက်တော့ပြေးပါဘောတော့ဆက်ဖုန်းလောင်းလို့ရေချင်းလို့ဒီရလာဆိုရေရစင်းလိုင်းနေမြောက်ချင်းဖုန်းလမ်းကြီးတော့ဖတ်တယ်နေပြည့်တယ်တခါတည်းလဲရနေချင်းဆယ်လိုင်းလေးရလားအော်ဒီကျူးတို့တယ်လီနိုးတို့ရနေချင်းနိုးရတယ်အတားတော်တော့ဆက်နေလို့ အမိသားစုနဲ့ဆက်သွယ်ပြန်နေလို့ပါရှိရှင်ကမိသားစုက1500ကျော်ရှိတာအကုန်လုံးရှိရင်ပေါ့ဒီတကိုင်းကောင်မော်ဒူတာမှာတဆုံရှုံနေသူဘယ်လောက်လောက်ရှိရလို့ကြားလဲရှိအဲ့လိုဆိုတော့ကျွန်တော်များတယ်လို့ကြားလိုက်တဲ့ဒီလက်ရှိနေတွေကိုကိုရင်လေးတွေလူတွေရောလို့ကြားလိုက်ရှင်ဖြစ်ရှင်ဟုတ်ဒီအချိန်နေပြီးသွားရင်ပေါ့နော်ဒီငလင်းပြီးသွားရင် ဘယ်လိုညုံမဲထားတာမျိုးရှိတယ်အိမ်ကပတ်သက်ပဲဖြစ်ဖြစ်ဒီစီးပွားရေးနဲ့ပတ်သက်ပဲဒီမိသားစုနဲ့ပတ်သက်ပြီးတော့လို့အိမ်ကပြန်စားဖို့ကစိတ်ကူးရှိရရှိလုပ်ငန်းလည်းရကန်းမခက်တာတော့ရကန်းပဲစားပြီးတော့ပြန်လုပ်ရမှာပဲဖြစ်ဒီတော့ကရကန်းချင်းမှပြတ်သွားတာပေါ့နော်ဟုတ်ကဲ့ရှိအော်ဒီဈာကာလမှာဒီမိသားစုအတွက်စီးပွားရေးစာဝတ်နေပြီးတော့ဘယ်လိုလုပ်ဖို့ရှိနေထားလဲဆိုရကန်းစင်ရ3စင်ခီတာဆိုတော့တစ်စင်ရပြည့်စည်သွားတာ2စင်တော့ခက်နေတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဟုတ်ဟုတ်

နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးမြို့မှာငလျင်ဘေးဒဏ်ကိုခံစားနေရတဲ့ပြည်သူတွေအနေနဲ့လက်ရှိမှာခိုးဆိုးလူနိုင်ဒဏ်တွေကိုပါခံစားနေရတယ်လို့မြို့နယ်ပြည်သူတွေထံကသိရပါဗျ။တခိုးတွေကတော့ငလျင်မလောက်ခင်နဲ့ကပေါ်တာပါ။အများဆုံးထွက်လာကြတာကတော့မနက်3နာရီနောက်ပိုင်းမှာပါ။ဘူးကွန်ပလုံးကွန်ကောက်ကြတဲ့ပုံစံနဲ့လမ်းဘေးတွေတိုက်ရောက်ဒီမှာအိတ်နေကြတဲ့သူတွေစီကဖုန်းပတ်စံအိတ်ဝင်ခိုးတော့တာပါလို့ဒေသခံတအူးက AMG ကိုပြောပါဗျ။ မန္တလေးမြို့ပေါ်မှာပြည်သူတွေအနေနဲ့ငလင်လောက်ခတ်မှုတံကိုအာယုံစိုက်နေချိန်မှာအုပ်စုဖွဲ့ပြီးခိုးယူမှုတွေလည်းရှိနေပါတယ်။ဧပြီလ၁ရက်နေ့ည9နာရီနဲ့8နာရီကြားကလည်းစိုင်းကဲခိုးမှုတစ်ခုဖြစ်ခဲ့ပြီးပြည်သူတွေက ဝိုင်းဖန်ခဲ့တာကြောင့်စိုင်းကဲကိုထားပြီးထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။မနေ့ကည9နာရီနဲ့8နာရီကြားမှာဖြစ်သွားတဲ့စိုင်းကဲခိုးမှုမှာဆိုရင်သူတို့ကြိုတင်ပြင်ဆင်ထားတာကိုတွေ့ရတယ်။စိုင်းကဲတစ်စီးနဲ့လူ၃ယောက်ရောက်လာတယ်။ သူတို့ခိုးယူပြေးသွားမဲ့လမ်းပေါ်ကလမ်းပေးအုပ်ခုံလေးမှာဘီယာထိုင်တောက်ပြီးဟိုကြည့်ဒီကြည့်လှုပ်တယ်။ပြီးတော့ဆိုင်ကယ်နဲ့ပတ်ကြည့်တယ်။ဆိုင်ကယ်ခိုးပြတဲ့အချိန်မှာကျွန်တော်တွေဝိုင်းလိုက်ကြတော့ခိုးသွားတဲ့ဆိုင်ကယ်ကိုထားခဲ့ပြီးသူတို့ပါလာတဲ့ဆိုင်ကယ်နဲ့ထွက်ပြေးကြတာ။နောက်ကနေဆိုင်ကယ်နဲ့တော့လိုက်ကြပါသေးတယ်။ဒါပေမဲ့မျက်ခြေပြတ်သွားပြီးပြန်လာခဲ့ရတယ်။လူတွေကအများကြီးဆိုတော့တကိုးတွေကိုတရိပ်ထားမိလိုက်တဲ့သူတွေလည်းများတယ်လို့ ဖြစ်စဉ်မှာကြုံတွေ့ခဲ့ရတဲ့ဒေသခံတအူးကပြောပါတယ်။ငလင်မလောက်ခတ်ခင်အချိန်တွေကရဲတွေစစ်တပ်လောက်ခံပြူစောတိဆိုသူတွေကတော့မာဖီဝူပြီးကားတွေနဲ့ပတ်ကြတာတွေရှိတယ်လို့သိရပါတယ်။အခုငလင်လှုပ်ပြီးနောက်ပိုင်းတော့တိတ်မတွေ့ရတော့ဘူးလို့ဒေသခံတွေကဆိုပါတယ်။စစ်တပ်အနေနဲ့ကတော့မန္တလေးမြို့ပေါ်မှာကယ်ဆယ်ရေးတွေကို တိတိပပမလုပ်နိုင်သလိုဂုလိုခိုးဆိုးလူနိုင်တွေကိုလည်းမရှင်းလင်းနိုင်တာကို တွေ့မြင်ရပါတယ်။ ချက်မှန်ပြီးနောက်ထပ်သတင်းတပုတ်အနေနဲ့သခိုင်းမျိုးဇီယာကွက်တဲ့ဘက်မှာစစ်ကောင်စီလက်အောက်ခံရဲတွေကငလင်ဘေးတင်ပြည်သူတွေစီကိုလာရောက်လှူဒန်းနေတဲ့သူတွေကိုဝင်ရောက်တားမြစ်ပြီးလှူဒန်းပစ္စည်းတွေကိုတနက်ထောက်ကဝင်ရောက်လူရက်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။အဝေးကအလူရှင်တွေလာလူနေတာကိုဗျာကားတွေလက်နက်တွေနဲ့အတင်းဝင်လာပြီးလူစုခွဲခိုင်းနေအလူရှင်တွေကိုပြန်လှုပ်ပြီးလှူထားတဲ့ပစ္စည်းတွေကိုအကုန်ယူသွားတယ်လို့ဒေသခံတအူးကပြောပါတယ်။ ဒါအပြင်ကုညီကယ်ဆယ်ရေးအဖွဲ့နဲ့ကုညီရေးအထောက်ပံ့ပစ္စည်းတွေကိုလည်းစစ်ဆေးတာတွေပြုလုပ်မှုတွေရှိနေတယ်လို့သိရပါတယ်။မတ်လ28ရက်နေ့မှာမြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့တဲ့အင်အားဖြင့်ငလျင်ကြောင်တေဆုံးသူဥယေဟာ4000နီးပါးအထိ ရှိနေပြီးပြိုကျနေတဲ့အဆောက်အုံတွေထဲကနေမထုတ်နိုင်သေးတဲ့ရုပ်အလောင်းတွေအများပြားကျန်ရှိနေပါတယ်။စစ်တပ်ကတော့ကုညီကယ်ဆယ်ရေးတွေမှာမကူညီတဲ့အပြင်အခုလိုနှောက်ယှက်မှုတွေနဲ့ ။သကိုင်းတိုင်းတွင်လေကြောင်းတိုက်ခိုက်မှုတွေကိုသာလှုံ့ဆော်နေတာဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ငလင်ဘေးတင်နေချိန်၄ရက်အတွင်းမြန်မာနိုင်ငံအတွင်းကဒေသအချို့ကိုစစ်တပ်မှဘုံကျဲတိုက်ခိုက်မှုကြောင့်အရတား90ဦးထက်မနည်းသေဆုံးပြီး49ဦးဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီ NUCC ကဒီကနေ့မတ်လ2ရက်နေ့မှာထုတ်ပြန်ပါတယ် မလင်စတင်လှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဧပြီလ1ရက်နေ့အထိစစ်တပ်ကငလင်ဘေးပြင်းထန်စွာခံစားရတဲ့သခိုင်းတိုင်းချောင်းဦးမြို့နယ်မန္တလေးတိုင်းစင်ကူးမြို့နယ်အပါအဝင်နေရာပေါင်း17နေရာကို လေကြောင်းတိုက်ခိုက်မှု32ကြိမ်အထိတိုက်ခိုက်ခဲ့တယ်လို့ NUCC ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြည်သူလူထုဒုက္ခကြုံတွေ့နေရတဲ့အခြေအနေမှာတော်လှန်ရေးအင်အားစုများအနေနဲ့ထိုးစစ်ကိုရက်ခါ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်နေပေမဲ့စစ်တပ်ကတော့ငလျင်ဘေးတင်ဒေသများအပါအဝင်နိုင်ငံဝန်မှရက်သားပြည်သူများနေထိုင်တဲ့ရက်ရွာများနေရာများကိုလေရင်နဲ့ဘုံကျဲခြင်းထိုးစစ်ဆင်မီးရှို့တပ်ဖြတ်ခြင်းများကိုကျင့်ဝတ်မဲ့ဆောင်ရွက်လျက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။နိုင်ငံတကာအနေနဲ့လည်းစစ်တပ်ရဲ့အခုလိုကျူးလွန်နေမှုတွေကိုနှုတ်နဲ့ကန့်ကွက်တားဆီးမနေပဲလက်တွေ့ရေးယူဆောင်ရွက်ဖို့တိုက်တွန်းထားပြီးနိုင်ငံတကာအနေနဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုများကိုချွင်းချက်မရှိအ мян ဆုံးရပ်တန့်နိုင်ရေးပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။မတ်လ28ရက်နေ့နေ့လယ်ပိုင်းမှာစကိုင်းမြို့နယ်ကိုဗဟိုပြုကလှုပ်ခတ်ခဲ့တဲ့အင်အား9.8အဆင့်ရှိပြင်းထန်ငလင်းကြောင့်အခုချိန်ထိလူပေါင်း4200ကျော်သေဆုံးပြီးဒဏ်ရာရနေသူပျောက်ဆုံးနေသူများလည်းအဆမတန်များပြားလျက်ရှိသလိုအိမ်အောင်စုပေါင်းတောင်းချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ဒီကနေ့အတွက်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်။ကျေးဇူးတင်ပါတယ်ရှင်။